။ရေပိုင်းကွက်မှာအမြင့်မီတာတွေပေါ်အောင်ဘယ်လိုလုပ်လဲပေါ့နော်။ဒီအနေနဲ့ပတ်သက်ပြီးကျွန်တော်ရှင်းပြသွားမယ်။အဲ့တော့ဒီနေရာမှာဆိုလို့ချင်းကျွန်တော်တို့အမြင့်ပေါ်တယ်။ဒီဘက်ရောက်တဲ့ချိန်ကမပေါ်တော့ဘာကြောင့်ဖြစ်တာလဲပေါ့။အဲ့တော့ဒီလိုအမြင့်ပေါ်ဖို့အတွက်ကပထမဆုံးအချိန်မှာကျွန်တော်တို့ကအင်တာနက်ရှိရမယ်။အဲဘာဖြစ်လို့လဲဆိုတော့ဒီအမြင့် elevation file ကိုအင်တာနက်ချိတ်ထားတဲ့အချိန်မှာသူက automatic download ချထားတာဖြစ်ပါတယ်ဒီလို automatic download ချဖို့အတွက်ကလည်းကျွန်တော်တို့ setting လေးတစ်ခုကိုသွားပြီးတော့ပြင်ပေးရမယ်ဒီ setting ကိုသွားမယ်ဆိုရင် map and layer ကိုနှိပ်မယ်အဲပြီးလို့ရှင်ဒီမှာ option ဆိုတာကိုနှိပ်ပါမယ်အဲ့မှာဒီမှာပါနေရဲ့ auto download elevation data ဆိုတာရှိတယ်ဒီအရာလေးကိုကျွန်တော်တို့ select ပေးမယ်ပြီးရင်ဘက်ပြန်ထွက်မယ်အဲ့တော့ဒီမှာကြည့်ကြည့်မယ်ပေါ့ဒါသူ့ရဲ့ဒီမှာ digital elevation ပေါ်နေပေါ်နေဟိုဒီဘက်ကျွန်တော်သွားကြည့်မတွေ့ရဘူး အဲအော်တိုမက်တစ်ဒီမှာတောင်းသွားတယ်ဒီမှာအော်တိုမက်တစ်တောင်းသွားတယ်အဲအော်တိုမက်တစ်တောင်းသွားတယ်ဒါဆိုတွေ့ရမယ်အဲဒီမှာအော်တိုမက်တစ်တောင်းနေတယ်ဗောနော်တောင်းလို့ဒီရက်တောင်းနေဒါဆိုကျွန်တော်တို့တွေ့ရဒါမျိုးနဲ့ကျွန်တော်တို့ DM ဗောနော် DM ကိုအင်တာနက်ရှိနေတဲ့အချိန်မှာအော်တိုမက်တစ်တောင်းပြီးတော့ရယူနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်စမ်းကြည့်ပါ